ဟုတ်ကဲ့ပရမတ်ကမင်းနောက်ဆုံးဆက်ဆက်ပြီးသိရမှာမင်းပညာကလည်းအာယုံပဲပရမတ်ဆိုတာလည်းအာယုံပဲဘယ်လိုလုပ်ပြီးတော့သွားပြီးတော့အဲပရမတ်တွေကိုမင်းတို့ပညာတက်လိုက်လို့မင်းတို့အခုဒီဥစ္စာတွေစကလုံးတွေထွက်လာတာသဘောတရားအဲ့ဒါအာယုံပေါ်မှာပညာတက်လာတာအဲ့ဒါယူတတ်တတ်တတ်နဲ့သွားမလုံနဲ့သဘောတရားအဲဒါကြောင့်မလို့ပညာပရမတ်ကခုဆက်ဆက်ဆက်သိမှမြတ်သူသာဆက်ဆက်သိမြင်မှာအဲ့ဒါသံဃာလွတ်ဖို့အတွက်ဘုရားပရမတ်ကိုဟောရတာအဲ့ဒါသံဃာထဲမှာနေထိုင်ကျင့်သုံးဖို့အတွက်ပညာကိုဟောရတာ လားတန်တာထဲမှာနေတိုင်းကျင့်သဖို့တကြတော့အဲ့အာယုံမှာပေါ်လာတဲ့ပညာတွေတက်ပြီးတော့ငါသားငါသမီးယောက်ျားမိန်းမဟလားဖခင်တရားတန်ငါဆရာမိပါအရှိထားပြီးအဲ့ဒါတွေကိုယ်ွယ်ကြဟလားအဲ့ဒါတွေရှိတယ်ကွာဆိုပြီးတော့မှဟလားပညာတွေမှာအရှိထားပြီးတော့မှ ဆောင်းဝန်းရှောင်းနေဖခင်ဟောတာပရမနေကြတော့မင်းဖခင်လည်းမရှိဘူးတန်ငါလည်းမရှိဘူးဆရာလည်းမရှိဘူးမိပါလည်းမရှိဘူးအာယုံအရေးတွေပဲရှိတယ်ပုဂ္ဂိုလ်တော်မဟုတ်ဘူးကွာတုံညပါကွာလို့ခေါ်ရတာဖခင် အဲ့ဒါဆိုလို့ရှိရင်ဘုရားဘာလို့ကူးခဲ့ကြလူသေးသေးလဲဆိုအခုဥဝေစီကြကုန်မှာမြေမျိုးကုန်မှာပြဉ္ညာနဲ့ယူလာရင်ဟုတ်တယ်မလားတောင်းလို့အတခါပရမတ်နယ်မှာမြေတရားတဲ့နယ်မှာအာယုံအရေးတွေပုဂ္ဂတရမဟုတ်တဲ့ဟာတွေပဲတွေ့ရဘုရားရှိတယ်ဆိုအဲ့ဒါတက်ကတိတိအပင်မလွတ်တော့ဘူးအဲ့ဒါကြောင့်မလို့ပြဉ္ညာပရမတ်ကိုဆက်ဆက်ပြီးတော့နားလည်ပြီးတော့သိရမယ်ပြဉ္ညာပရမတ်မသိဘဲနဲ့ဘလို့လို့ပြီးတော့ဒီဒီသစ္စာတရားတွေနားလည်ဟောကြတဲ့ကနားလည်မယ်အခုပဲဟောပြီလေသမုဒ္ဒသစ္စာမြေသမုဒ္ဒသစ္စာမြေ လားပုဂ္ဂိုလ်တော်မဟုတ်ဘူးဆေးရောင်လောက်သူကဆေးရဲကြောင်းလာရှိတဲ့ဆေးရောင်လောက်သူမရှိဘူးလို့ပြောပြီဘလို့နားလဲမှာတော့သိစားဘလို့သိတော့မှာဆင်းရဲခြင်းသာဆင်းရဲခြင်းမှန်တဲ့သာရှိရဲ့ဆင်းရဲသူမရှိဘူးလို့ပြောပြီဓမ္မလို့ပြောပြီကဲပြဉ္ညာနဲ့အဲ့ဒီသစ္စာကိုနားလဲအောင်လုပ်ပြသမှာကဲဘလို့နားလဲမှာအတ္တစာမသိဘူးမလို့အဲ့အဝေစီအပေလေးပဲထက်ခါထက်ခါထက်ခါသွားနေရမယ်ဒါသစ္စာသိဖို့အတွက်ပုဂ္ဂိုလ်တော်မဟုတ်တဲ့နေကိုဘုရားခေါ်တာ ပုဂ္ဂတရာဟုတ်တဲ့နေရာပြဉ္ညာနယ်မှာသာဝန်ရှင်ဝင်ဟောရတာပေါ့တရားအဲ့တော့သစ္စာသိဖို့အတွက်အရိယာသစ္စာကိုသိအောင်လုပ်ကြပါဆိုတော့ပရမတ်နဲ့သွားမှသစ္စာကိုသိမှာအဲသစ္စာသိပြီးမှတန်ត្រာတွေလွတ်မြောက်ကြမှာတကယ်တမ်းဟလာစုံစည်းနေရတာပရမတ်အနှလုံးသွင်းတာပြဉ္ညာအဲအရိယာတွေရဲ့ဆက်ဆက်မှုတွေကိုသိပြီးတော့မှအရိယာသစ္စာတရားရဲ့အရင်ဆုံးကဒါကိုသစ္စာတရားရဲ့နားထောင်တော့မယ်ဆိုရင်အရင်ဆုံးစင်ကြယ်မနှော့ရအောင်နားထောင်သိချာနားထောင်ပြီးတော့ ပညာပရမတ်ကဘလို့ဆက်ဆက်တာလဲတရားမှတ်တော့ဘလို့မှတ်တာလဲအခုဝင်နေထွက်တယ်မှတ်မှလားယုံနံဖြစ်ဖြစ်မှတ်မှလားအဲယုံနံဆိုတာဘာ၄ရုံဖြစ်ဖြစ်ကဘာ၄ရုံအဲအဲယုံနံနေရာပုဂ္ဂိုလ်တော်ဟုတ်သလားပုဂ္ဂိုလ်တော်ရဲ့ပုဂ္ဂိုလ်တော်ထိုက်တဲ့ယုံနံဖြစ်ဖြစ်ဒီမှတ်နေတာဆိုရင်တော့အပြင်းပြေတာမင်းတို့တရားအားထုတ်တာပဲဖြစ်နေမှာဘာတရားမှလည်းရမှာမဟုတ်ဘူးတော်တယ်အဲအဲ့တော့တစ္ဆာတရားတွေကိုနားလည်ဖို့အတွက် ဒီပညာပရမဆက်ဆက်တာကိုနားလည်မှာရမယ်ဒါမှမဟုတ်ရှေးအရိယာပုဂ္ဂိုလ်ကြီးရဲ့လည်းပြောတာဒါပညာပရမကွဲသည်များသူများမဆိုတာပညာပရမတွဲသည်များသူများမဆိုတာပညာပရမနှစ်ခုဆက်ဆက်ဆက်သိမှမြတ်သူသာအဲ့တော့ဆက်ဆက်မသိသည်များအရိယာတစ္ဆာကိုနားမလည်နိုင်ပါဘူးလို့ပြောတာအဲ့တော့ဘယ်ဟာပညာလဲဆရာဘယ်ဟာပရမလဲဆရာဆိုတော့ကိုယ့်အကူရာခွဲခြားစိတ်ပြသုံးသပ်ပြီးတော့မှအဲ့အရိယာကိုယ်တိုင်ပညာပရမကိုခွဲခြားပြီးနားလည်ပြီဆိုတော့ရပြီ ဲ့တော့ဆရာတကယ်လို့အဲ့အဲ့လေလူတယောက်ကဥပမာနည်းမကောင်းလက်ကံလုတ်ခဲ့ပြီးဖြစ်စေကောင်းလက်ကံလုတ်ကောင်းဥပမာအဲ့အဲ့မှာပေါ့အဲ့ဒါသူကဘလို့လွတ်မြောက်နေလို့အင်္ဂလိပ်ဘာသာကြီးကဘလို့လွတ်မြောက်သွားတာအင်္ဂလိပ်မာလာကလွတ်မြောက်လာဖျားဟောလိုက်လို့အဲ့လားပါလေမပြောဘူးဖျားဟောလိုက်လို့လားသစ္စာတရားသိသွားလို့လားသစ္စာတရားသိလို့အေးအဲ့ဒါအကာရီရှောက်မပြောနဲ့ကွာလိုရင်းမယ်ပြော အာကုသိုလ်လုံးလို့မင်းအာကုသိုလ်လုံးလို့မလုပ်ဘူးဆိုအင်္ဂလိပ်မှာလာမယ်အဝီစီထဲရောက်နေပြီဟုတ်ကွာဒါဆိုအဲ့ဒီအဲ့ဒီပရမတ်တရားအခုအာယုန်ရဲ့အတိတ်ပဲနဲ့သူတို့ရဲ့အနေအတန်တတ္တိမရှိအတန်လေးမရှိလားလောက်သူပြုလုပ်လို့မရှိလားတကယ်ဒီအဲ့ဒီခုနကပြောတဲ့အင်္ဂလိပ်မှာလာရဲ့ကံတတ္တိတွေအာကုသိုလ်ကံတတ္တိတွေဘယ်ရောက်ကုန်လို့ပြော အဲ့ဒီမှာဆိုရင်ဟဲ့လားဟဲ့လားအေးဆရာပြောပြပြဆရာအဲ့လားအဲ့လားကိုကိုမင်းမင်းလားမင်းတင်လားမင်းပြန်မေးရတာပဲလေမင်းကအဲ့အကုသိုလ်ကံနေရှိနေတယ်မပြောက်ဘူးဆိုရင်အင်္ဂလိပ်မာလာကြီးရဲ့အဲ့ဒီအကုသိုလ်တတ္တိတွေဘယ်ရောက်ကုန်လဲဘယ်ပြောက်ပြီးတော့ရဟန္တာဖြစ်သွားတာလဲအဲ့လားပြောလေ ဟိုမှာနင်ဟိုမှာအဲ့လိုကြားလာတော့ဗာလေသူပါရမီကနေပြီးတော့သူသူအရှိဘွားပါရမီတွေအာထုတ်ခဲ့တာရှိတယ်။အဲ့ပါရမီမကလို့ပါရမီကျဲ့တဲ့လောက်ဖြစ်မြေသစ္စာတွေအမသိပဲနဲ့မြေလွတ်တယ်လို့ရှိငါနေပဲဥမာတယောက်ပြဆန်းကဘယ်သူရှိတော့။ Okay အဲ့အဲ့မမတိလို့မေးနေတာပါဆရာ။เออเอ้าล่ะกูก็ไม่รู้สุดเมย์ก็ไม่รู้เลยไอ้ပြောได้ဥစ္စာတွေကိုသိချာနားလဲအောင်조사လीအခုပြောပြနေတယ်လीเมย์အဲ့တော့သစ္စာဆိုတာအခုน่ะပြောတယ် ်အဲ့ဒါ၃ညတိတာအဲ့ဒါသစ္စာတိတာမင်းတခြားတိတယ်များအောင်းမိနေလားဘောပါပါအဲ့ဒီအဲ့တော့အဲ့ဒီလို၃ညကံဆိုတာမင်းလောဘဒေါသမောဟသည်လောဘဒေါသမောဟသည်စေတနာကံမဟုတ်ဘူးလားဟုတ်ပါတယ်အေးအဲ့ကံဤသေးနေတာမင်းတတ်ထားလို့သေးတာလားဖျားတတ်လို့သေးတာလားသဘာဝသေးတာသာဝရသေးတာအစင်သေးတာသစ္စာလို့ပြောနေတာလေအဲ့တော့မင်းနားလေလား အဲ့ကိလေသာတွေအာယုနိတ္တတနာစီဝါပုဂ္ဂိုလ်တော်မဟုတ်ဘူးဒါကအစင်သေးနေတယ်တစုံတူကတတ်လို့သေးတာမဟုတ်အဲ့ဒါသာရသေးတယ်အသေးလို့သိရင်အဲ့ဒါသစ္စာသေးတဲ့ညာကံတတ်တဲ့ညာအဲ့ဒါနိရောဓသစ္စာကိုသိတဲ့ညာအဲ့ဒါကိုဟိုတိုင်းမလားသိတာသစ္စာသေးတဲ့ညာကိုယ်တိုင်းသစ္စာသိတဲ့ညာအဲ့ရတာအဲ့ဒါအစင်သေးလို့သိပြီးတော့ပေစာကိစ္စကုံဆုံးပြီးတော့ဆိုးပြနိုင်ရင်ကတညာ အဲ့ဒါကျွန်းတော်ဝင်တဲ့ညံကံပြတ်တဲ့ညံနောက်ဆုံးဇာတိညံနောက်ဆုံးဘဝညံလို့တရားဟောခဲ့ပါလို့မျိုးရှင်းပြနေတယ်အဲ့ဒါကိုမင်းကအဲ့ဒါအဲ့ဒီကံတွေကိုငါလုတ်ခိုင်းဘယ်လိုလုတ်မလို့ငါဘယ်လိုဖြစ်မလဲငါလုတ်ခိုင်းတော့မျိုးဘယ်လဲဆက်လို့အခုလဲလုတ်နောင်လဲလုတ်အောင်မှာပဲအခုလဲသေအောင်မှာနောင်လဲသေအောင်မှာမင်းသေခြင်းတော့အဲ့တိုင်းနဲ့သွားပြီးတော့အဲ့ဒါအသေးလို့သိဖို့ပြောနေတယ်ဟုတ်ရဲ့ကျေးဇူးတော်ပါပြဇာနန္ဒီယကံတော့မင်းမထိုက်ခဲနဲ့ပြင်မှာဖရာပြင်မာတဲ့ကံရှိတယ် တန်ခါပြင်မာတဲ့ကံရှိရတရားဝင်ပြင်မာတဲ့ကံရှိရင်တော့နားထောင်နေနဲ့ဘာမှရမှာမဟုတ်ဘူးအဲ့ဒါမျိုးပါရမီပဲအာကိုတော့အဲ့ဒါမရှိခဲ့ဘူးဆိုရင်တော့သစ္စာတရားကိုသိမယ်ဆိုရင်တော့ဟလာအကုန်လုံးဟလာဘလောက်ပဲပါရမီရှိရှိသစ္စာတရားနဲ့မသိဘူးဆိုလို့ရှိရင်ဟလာဘာမှကျွတ်တမ်းဝင်နိုင်ခဲ့ဘူးအဲ့လိုပဲပါရမီပြည့်တဲ့ပုဂ္ဂိုလ်တွေအများကြီးတရားရှိမှတရားသွားမနာလို့ဟလာကျွတ်တမ်းဝင်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲ့တော့သစ္စာတရားနဲ့ထိပြီးမှသာလဲကျွတ်တမ်းဝင်ဝင်ရတာ စ္စာတရားကိုမသိဘဲနဲ့ရောက်မှပြီးနေမှရောက်တော့တယောက်မှမရှိဘူးအဲ့တော့ကံဆိုတာတရားမဟုတ်ကံဆိုတာကိလေသာကိုပြောတယ်ကိလေသာကံပဲတော့လောဘနဲ့သိရင်တိတ်ဆန်ဒေါသနဲ့သိရင်ငရဲဘောနဲ့သိရင်ပိတ်တာဆိုအဲ့ဒါမင်းတို့ပြုထားတဲ့လောဘဒေါသမောဟတွေကံတရားတွေရှိပဲအဲ့ကံတရားတွေကိုသိနေပါလေလို့ဟောတာဘုရားဟောတာအဲ့ဒါဗာသစ္စာလည်းမင်းကံတရားတွေအစဉ်သေးလို့သိရနိရောဓသစ္စာအဲ့ကံนี่ရှင်းနေထင်နေလို့မင်းတို့တတ်နေလို့ရှင်းနေတာရှင်းနေလို့အဝိဇ္ဇာရှိနေလားအဝိဇ္ဇာရှိနေလို့အဲ့ဒီအိုနာသေးမဆုံးနိုင်တဲ့တန်တရားတွေကိုတွားနေတယ် အဲ့အရာကိုအစင်သေးပါလို့မသိသေးမှကလပ်ပတ်လို့ဘယ်သူမှတန်တရာတွေမထွက်နိုင်ဘူးပေါ့လေအဲ့ပါရမီရှိလို့မင်းပါရမီရှိလို့သေးတာလည်းမဟုတ်သူ့အတူသေးနေတယ်အဲ့အဲ့အဲ့ဒီသေးတာကိုသိနေတဲ့ဉာဏ်ရှိလားမရှိလားအဲ့သေးတာကိုမှလက်မခံပါဘူးဆိုရင်တော့ဟလာဒီတရားကိုလိုက်လို့မရဘူးဟလာအဲ့သေးတာရှင်းနေထင်ရင်တော့မင်းတက်တဲ့လမ်းကြောင်းမှာသွားမယ်ဟိုတက်တဲ့ခါလိုက်လုံနေကြတက်တဲ့လမ်းကြောင်းမှာပဲလှုပ်ပါဟလာအဲ့တော့သေးတယ်လို့လက်ခံနိုင်တယ်သိမြင်နိုင်တယ်ဆိုရင်တော့ဒီပဲလမ်းကြောင်းနဲ့လိုက်လို့ရမယ် ဟုတ်တယ်တေလာတော့ it makes sense ရတယ် reasonable ဖြစ်တယ်သဘောပေါက်တယ်အဲ့အဲ့ဒါဒီဒါလေးကသူတမတရားဖြစ်တယ်ဖြစ်ပြီးတည်းဖြစ်တယ်ပြက်ပြက်နေလာရွယ်အမှန်တိုင်းတတိပဌာန်းထဲမှာဒါမြင်တွေ့ပြီးကြားကြားဘူးစစ်ဆဲမှာကိုဖြစ်တဲ့ကလေးသာကိုအသေးကြီးဖြစ်နေတာအတိကိုပြောနေတာဟိုဒီဖြစ်ပြီးမှပြက်လာလေဟိုနင်းဟိုနင်းမှာရေးသားလာပြီဘုရားလေဓမ္မဆက်ချက်မှာလေ ဂျန်ကိန်စီအဲသမှုရတာမှာပြတ်ဖြစ်ပြီးပြတ်ပြီးပါပြတ်ဖြစ်ဖြစ်ဖြစ်ပြီးပြတ်တာပဲသိတယ်တုံညကြသိလားပြည့်ရင်တော့တုံညပဲပေါ့နော်ဆရာ။ဒီမင်းတို့ပြည့်မှတုံညလေမင်းတို့ဖြစ်စေကြတုံညမဟုတ်တော့ဘူးလေ။ဖြစ်တာလည်းတုံညပြက်တာလည်းတုံညပဲ။အဲ့တော့တုံညမမြင်သမျှမင်းဒီအတွေးခေါ်ရင်းနေရာမရနိုင်ဘူးသဘောတရား။ဟုတ်တယ်မလား။အဖြစ်စေလည်းမရှိဘူးပြက်စေလည်းမရှိဘူးသိနိုင်မှ တုံညမြင်မှာချမ်းသာဝင်ရမှာအခုကျတော့လူတိုင်းလူတိုင်းတရားသမားတွေရှိတယ်ပြက်မှမရှိတာလေကလေးအားစားသိရတာတော့အကြံတုံညမမြင်ဘူးတုံညမမြင်မျက်ရည်လည်းမလျှောက်ဘူးဘယ်လည်းမလုပ်ဘူးနှိမ်မှလည်းမရနိုင်ဘူးကျေစဲမှလည်းမရှိဘူးပြက်စဲမှလည်းမရှိဘူးဆိုတော့အသိကိုမသိတယ်မြတ်ဖြစ်တာလည်းမှန်တယ်မရှိရလည်းမှန်တယ်ဒီကနေ့မှဗရမအရေးကြီးရဖြစ်နေတာလည်းမှန်တယ်ဗရမမရှိရလည်းမှန်တယ်အဲ့လိုထိုးထွင်းပြီးမသိနိုင်တယ်များဟာမင်းဖြစ်နေတာရှိလို့ဘောကွာလို့ယူနေတယ်များတော့တရားရရမင်းကြဲလောက်တာအထုတ်အဲ့တရားအခုပဲပတ်နေမှာ တရားတရားလက်ကတော့လွတ်မှာမဟုတ်ဘူးဗျာ။ဒါမလို့မြင်နေရဆဲမှာအဲ့ကိလေသာတွေမြင်နေရဆဲမှာအရေးကြီးပါမရှိပါဘူးလို့မသိနိုင်တယ်ဗျာ။ဟုတ်လား။ဖြစ်ရင်ဖြစ်ရင်ရှိလို့ဖြစ်တာပေါ့ပြတ်မှမရှိတာပေါ့ဆိုတော့အတွေ့နဲ့ရတော့ဒီပဲသစ္စာတရားတွေလိုက်ပြီးနားထောင်လို့ခက်ခဲနေမှာပဲရမှာမဟုတ်ဘူးဗျာနော်။ကဲအဲ့ဒါဆိုဒီနေ့တော့ဟုတ်ကဲ့ခေါင်းကြီးထိုးသွားပြီဒီနေ့တော့ဒေါ်လောက်ပါပြီကျေးဇူးပါပဲဆရာကျေးဇူးပဲဟုတ်ပါပြီဗျာဟုတ်ပါပြီ